အဲ့ဒီမာနမှာဘာအပြစ်တွေရှိလို့မြတ်စွာဘုရားမာနကိုနှိမ်ချဖို့ချိန်မများစွာဟောရတယ်လေဟုတ်လားဘုံတို့ပရာဘာဝတုတ်တန်ထဲမှာဒါမာနရဲ့အပြစ်တွေကို ပြောမဲ့အနေထားရောက်လာပြီနော်ပရာဘာဝတုတ်တန်မှာဘာပြောထားတုံးဆိုတော့ဇာတိထတော်ဒဏ္ဍထတော်ကောတထတော်သယောနရောတညာတိန်အတိမင်ကြီးတိတံပရာဘာဝတော်မူခံလောကမှာချို့လူတွေဟာ ဒီအမျိုးမြတ်တာကိုအကြောင်းပြုပြီးတော့နော်စီစဉ်ဥစ္စာပစ္စည်းဥစ္စာတွေပေါများတာကိုအကြောင်းပြုပြီးတော့အလွန်တရာမှမမနာခက်တယ်နောက်ဆုံးကိုယ့်ရဲ့ဆွေတွေမျိုးတွေကိုယ့်ပုံမှာကျေးဇူးရှိတဲ့ဆွေမျိုးတွေရဲ့အပေါ်မှာတောင်မှမထင်မဲ့မြင်ပြုအဲ့လိုမမနာနဲ့မထင်မဲ့မြင်ပြုတတ်တဲ့ပုံကိုယ်တွေဟာဒါပျက်စီးခြင်းရဲ့အကြောင်းတရားကြီးကိုလုံနေတံပရဘာဝတော်မူခံပရဘာဝတုတ်ကလည်းဟောเสียကောင်းနေမင်္ဂလာတုတ်ကကြီးပွားချမ်းသာခြင်း ရာဘာဝတုတ်ကပျက်စီးချောင်းဆုတ်ယုတ်ချောင်းပျက်စီးချောင်းများဟောတဲ့ကောင်းသလားလို့မမေးနဲ့ဟောတဲ့ကောင်းတယ်ပျက်စီးချောင်းလည်းတိတော့ပါတော့ရှောင်းနိုင်တာပေါ့ကြီးပွားချောင်းလည်းတိတော့ဆောင်းနိုင်တာပေါ့ဓမင်္ဂလတုတ်နဲ့ပရာဘာဝတုတ်ကဆန့်ကျင်ဘက်ပဲဒါပတိပရာဘာဝတုတ်ကမင်္ဂလတုတ်လောက်နာမည်မကြီးဘူးဖြစ်နေတယ်နော်ပျက်စီးချောင်းတွေအဲ့ဒီတွေမှာဟောထားတာအံ့ဩစရာကောင်းတယ်မြတ်စွာဘုရားတပ်ပညုတညာနော်ဒါကြောင့်မမာနဆိုတာပျက်စီးခြင်းရဲ့အကြောင်းတရားဒီဘဝမှာမာနကြီးရင် လူတွေကမုန်းတယ်ကိုယ့်ရဲ့အကျိုးကိုနော်အကျိုးရှိတာကိုဆောင်ရွက်ပေးဖို့နေနေသားသားအကျိုးမဲ့ကို မလုပ်ရင်ကံကောင်းမယ်ဟုတ်လားဒါကြောင့်မာနကိုဘယ်လိုမလုပ်နှိမ်ချမယ်ပေါ့နောက်တန်တရားနဲ့ချီပြီးတော့ပြောမယ်ဆိုရင်မာနကြီးတဲ့ပုံကိုယ်တွေကအမျိုးရုပ်တက်တယ်လို့ဒါလူတိုင်းကြားဘူးနော်သူ့ဘလူလင်ကိုဟောတဲ့ဇူလကမ္မဝိပင်္ဂသုတ်တလူချင်းတူပါလေနဲ့တချို့နော်အမျိုးမြတ်တယ်တချို့အမျိုးရုပ်တယ်တနည်းအားဖြင့် မျက်နာငယ်ရတဲ့အတိုင်းဝိုင်းမှာလူဖြစ်တယ်မျက်နာကြီးရတဲ့အတိုင်းဝိုင်းမှာလူဖြစ်တယ်တူမလားမတူစရဲကိုကစပွဲပြားခြားနာတော့အဲ့ဒါဘဇုလက်ချက်လေးလို့မေးရင်မမနာကြီးချင်းမကြီးချင်းရဲ့လက်ချက်ပဲဒါကြောင့်မြတ်စွာဘုရားလက်ထက်ကတုတ်ပြရမထေဆိုတာရှိတယ်ဒွန်စန္ဒာမျိုးเนาะတုတ်တန်ဆောင်မှာတွားပြီးတော့လူဖြစ်တယ်အလွန်နှိမ့်ကြတယ်ပေါ့နော် ိန္ဒိယမှာအဲ့ဒီလိုအနေထားမျိုးသွားဖြစ်တယ်ဆိုပိုးတောင်ဆိုးတယ်။ဒါပေမဲ့နောက်ဆုံးတော့သောပါကမထေဟောတဲ့တရားကိုနားပြီးတော့ယဟန္တာဖြစ်တယ်။ယဟန္တာဖြစ်မဲ့ပုဂ္ဂိုလ်ဟာဘယ်နဲ့ကြောင့်အဲ့လိုယုံညံ့တဲ့အမျိုးမှသွားဖြစ်ရတော့ဆိုတော့အော်သူကကတ္တပမြတ်စွာဘုရားလက်ထက်ကအလွန်ချမ်းသာတဲ့တထေသတရားဉာဏ်လည်းထက်တယ်။အဲ့ဒါနောက်တော့ယဟန်ပြုပြီးတော့စာပေကျမ်းဂန်သင်တော့လဲလွတ်လွတ်နဲ့တက်တယ်။အဲ့လိုအဖက်ဖက်ကအထက်တန်းရောက်နေတဲ့အခါကျတော့တစ်ဖက်ကဘာဖြစ်လာတော့ဆိုတော့စောစောပြောတယ်မန်ဝင်လာတယ် မောင်းဝင်လာတဲ့အခါကျတော့ကိုယ့်ထက်တော်တဲ့လူတွေကိုယ့်ထက်တည်တဲ့လူတွေသူတော်ကောင်းတွေရဲ့အပေါ်မှာတောင်မှသူကခက်တံတဲ့စိတ်နဲ့အပေါ်ကြီးကနေပြီးတော့မောက်မောက်မာမာနှိမ့်ချပြီးတော့ပြောခဲ့ဆိုခဲ့တဲ့ကံတရားတွေရှိခဲ့လို့ဒီဘဝမှာအဲ့လိုမျိုးလမ်းဖြစ်တာတဲ့ဟုတ်လားဒါကြောင့်မာနရဲ့အပြစ်ကိုအတို့ချုပ်ပြီးတော့ဘုံဘုံတို့နားလေခြင်းနဲ့ဆိုရင်ပြစ်ဆုံးပံမှာလည်းပဲပြက်စီးချောင်းတန်တရားမှာလည်းပဲအမျိုးယုတ်ချောင်းဖြစ်တယ်လို့အနှစ်ချုပ်အဲ့လိုမှတ်ရမယ်နော်